ီနေ့တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတော်ရင်သားနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့သူပြည်ကိုပြန်နေကြွလာတယ် အမတရားနေဒီနေ့ဘယ်ဗိဓမာခရောနေလို့ဆိုတာဗိဓမာခရောနေဆိုတာဗိဓမာတရားဟောရကဝါဇုလဘိကျတရားနေစပြီးတော့ဟောတာတတိယလပြီနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေလို့ဒီလိုမှတ်ရမှာတာကိုပဲဗိဓမာခရောနေလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလဲထားကြတယ်ပေါ့နော် မိရမတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားမိရမတရားတော်ကိုတောင်းရင်သာနှပ်ပြီးမှဟောကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ရွှေစောင်းနှံငွေစောင်းနှံ ပရမယဆောင်းနန်းလို့ဆိုရဲဆောင်းနန်းလေးကားကြီး300ရာနေပြီခန္ဓာတပြည့်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဝါသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုဒီတရင်ညလာပြီနေစဉ်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့ လျှောက်ပြီးတော့လေချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်นี่ဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတော့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရယ်နဲ့ သရေညုလတောရိန္ဒာနတ်ပြည်ကပြန်ကြွတဲ့အခဏောမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဆော်ကြတယ်လို့ဒီလိုပြောင်းလဲချမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညုလပြည်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရ နှိချွန်ရတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးချိုးကို ပူဆော်တဲ့အနေနဲ့နှိချွန်ရတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထုံးမွေးကျင်းပသလိုပဲကိုယ့်ရဲ့အစဉ်လာရလောက်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက္ခတ်ကိုပူဆော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့ မြတ်စွာဘုရားကိုကျိုးဆူနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညွလပီနေ့မှာမိထွန်းနေတို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့လောဟအသေးပဲရှိပြီးကုသကောင်းမှုကုသရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းနေမိအလှဆင်ပြီးတော့ မိထွန်းတယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဗုဒ္ဓဘာသာတွေကတော့ပြောင်းလိုက်တာဒါကဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းတာဒါဖျားကိုစုဆိုရင်ဂျိုကြီးကိုလုံးကိုပူဇော်တာကောဗုဒ္ဓဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုစုကို ပူဇော်တယ်ဆိုတဲ့အိဗယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့ ပမာမဲ့ကြည်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တမိုးဟာစိန်လေးရဲ့တမိုးဟာဘလောက်ကြီးတုံးဆိုလိုင်းခင်းတဲ့ကြောင့်အစီးတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ဝက်နဲ့မတူဘူးနော်အဲ့တော့တမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောင့်ဟာကားကြီးတွေနဲ့အစီးတရာတိုက်ပြီးတော့ချတံမိုး ဒီကြောက်ကလေးတွင်းရင်တန်မိုးပဋ္ဌာန်းကွာတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှု မှာတန်မိုးခြင်းကွာတတ်တယ်အဲ့တော့တန်မိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုရက်နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလုပ်တာမဟုတ်ပဲနဲ့အသေးပဲရှိရှိတို့ဘာဖြစ်လို့သရင်ညလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600က အဘိဓမ္မာတရားဟောပြီးပြန်နေကြွားရောက်လာတယ်မြတ်စွာဘုရားကိုခေယူကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ် ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ရဏသုံးပါးကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းမတမ်းမှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့ အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြည်ရောက်သွားတဲ့နတ်သား၂ယောက်ရှိတယ်။အဲ့ဒီနတ်သား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲ။သို့တော့တအူးနဲ့တူဟာလှူတဲ့အတိုင်းတပမာဏမတူဘူး။လှူတဲ့ပုံကိုယ်တွေလည်းမတူဘူး။အဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့ တယောက်ကတော့အင်ကုရဏတာလို့ခေါ်တယ်။ဘိဓမာတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနာမှာဘုရားနဲ့အနီးဘယ်တော့ဖြစ်ခဲ့ဘူးတဲ့တန်တုတိတဏတာကအဘိဓမာတရားလနာဖို့ဘုရားနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှထိုင်နေကြတယ် တဖြည်းဖြည်းတရားဝဲစားတော်မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲ့ဖွဲ့ရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံကိုချီးတယ်အင်ကူရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုပ်ဆုပ်ပေးလိုက်သူတို့ကြအရှိန်ဝါချင်းမတူလို့ရှိရင်လူဟာရှေ့ရမထိုင်ရဘူးเนาะ ူကသူအလိုလျောက်ကိုအချိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖရားနဲ့ဆက်နေယူဇနာလာဝေးသွားတယ်တယူဇနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူဇနာဝေးသွားအဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ် အင်ကုရနန္ဒာကိုလမ်းမေးတာနေပါဦးငါနမမထိုင်မဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာဒီအိန္ဒကနန္ဒာကတော့ငါနားလေးတင်ထိုင်နိုင်တယ်သူကဘုံလူကိုချီတယ်ဘာလို့နောက်ဆုံးပေးရတော့ဆိုရှင်ပြားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလုံးချရခြင်းတူပါတယ်တဲ့အိန္ဒကနန္ဒာဟာသူကရှင်အနုရဒမထေရ် ယဟနာမထေမြတ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းပဲသူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာသမီးချောင်းစီနေစဉ်နဲ့မြတ်လူတွေကိုချွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့နှုံဆိုလို့ရှိရင် သူကယဟနာပုဂ္ဂိုလ်လည်းလှူလဲရတယ်လှူလဲရလို့သူယဉ်နေနှလုံးထဲမှာဖြစ်တဲ့တရဟစီရနာရီဆိုအားလည်းကြီးမာတယ်ပေါ့ခုနလိုစိန်လေးဟာတပွင့်လေးပဲဖြစ်စီနော်တမုချီတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးတိလာမလုံးဘူးလမ်းမောကလူတွေ တောက်စားမှုရည်နေတဲ့လူတွေတီလာလည်းမလုံဘူးတရဏဂုံလည်းမရှိဘူးဆိုရယ်တမန်လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလူသားလူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာ မြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတလို့ပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံဖြင်းခဲ့ရပါတယ်တကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးညတ်တော်ဖြစ်တဲ့အတိုင်းပဲအရှိန်ဝါခြင်းမတူဘူးလို့ဆိုလူလူပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုယ်ရယာထူးကြည့်တဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လား ပဲ။သစ္စာချမ်းသာတဲ့လူတွေတိုင်းလည်းနောက်ဆုတ်ပေးချတယ်လူတွေ။အဲ့ဒီလိုဖြစ်တာ။အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်။ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လူတွေစိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဏမျိုးတွေမလုံးဝဘူး ပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအကြီးချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်။အဲတော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အကြီးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေ့ခါသမယမှာတောင်းနေတဲ့နတ်ပြည်ကကြွလာတဲ့ဖះကို ်ငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွတ်လိုက်ရင်ကိုပဲကုသကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနရှင်ပါသီလာဆောက်တည်လိုက်တယ်ဒီသီလာဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်ဒီကနေ့ငါရှင်ပါသီလာဆောက်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်ဒီဥပ္ပတိလာဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတိုင်ထွန်းရင်လည်းဒီ ြည်မိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဆော်ပါတယ်လို့ပန်းလေးတပွင့်လှူရင်လည်းဒီပန်းဟာတဝရင်သာနတ်ပြည်အပြီးဓမ္မတရားဟောပြီးပြန်ကြွားခဲ့တယ်မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဆော်ပါတယ်ဆိုရင်ပူဆာရဟေပူဆေယတော်ဗုဒ္ဓေဝယတိဝတောကိပပင်္စာသမဋိကံတိတိဏသောကပရိတ္တပိစိဟတံမူမဖြတ်နိုင်တယ်လို့ပဲ အဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတန်ဖိုးကြည့်တယ်။လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူး။စိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးကြကြီးကြီး။နော်။အဲ့လိုကြွယ်ပြားခြာနာသွားတယ်လို့ဆိုရလေဘူး။တောရိသနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားတောင်းဟောခဲ့တယ်။အဲ့ဒါကြောင့်မို့ကုသိုလ်ပို့ပြီးတော့ဖြစ်အောင် ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့အပြီးဓမ္မခါရုံနေဖြစ်တယ်ဆိုတာတခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလှုပ်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะအဲ့ဒီကနေ့ပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီး နောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရှမ်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလာတရင်ဝါလာချက်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီပဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာလို့ဆိုလို့ရှိရင် ကိုကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လောက်ထားဆိုလိုတယ်ပေါ့နော်သူပေါ်မှာပြောစရာရှိ ပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါယဉ်ကျေးမှုတစ်ခုပဲလူတွေရဲ့ယဉ်ကျေးမှုတုံးတဲ့သူဆိုပါလို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်တော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ် မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းနဲ့ဒါကြောင့်မို့တပါးနဲ့တပါးဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ခံပန္တိပဝရိမိဒိဋ္ဌိနာဝသုတ္တနာဝပရိသင်္ခာယဝရှန်တပါးကတပါးချင်းတန်ဃာတွေကိုရှောက်အောင်မှာဖြစ်တယ် ရှင်ဘုရားတို့တပည့်တော်ကိုဒီအပြစ်မြင်၍ဖြစ်စီအပြစ်ကျူးလွန်ရယ်ဆိုတာတရင်ကြ၍ပဲဖြစ်စီရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမအာယတမန်တော်ရှင်ဖျားတို့ပြောကြပါ ဒီလိုဆိုလိုရနော်အနုကမ္ပံဥပါဒာပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအစ္စနာတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရနော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္ဒုမအာသမန်တော့အနုကမ္ပံဥပါဒာတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါ တပီတော့အကျိုးလိုလားတဲ့စိတ်နဲ့ပြောပါတယ်ပတ္တန်တော်ပฏิကရိတာမိရှင်မရတို့ပြောတာကိုတပီတော့ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်ဆောင်စည်းပါမယ်ဆိုတာဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะပဝရဏဘွဲပဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ် အဲ့ဒီဘဝရဏပြုတာဘာလို့ထားရုံဆိုရင်တပါးနဲ့တပါးနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်နေဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတ္တခရောဂျုံနဲ့ခရောအဲ့ဒီခရောတာဟာလည်းပဲ အပြစ်ရှိလို့ရှိရင်ပပျောက်စေရလို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင် ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင် ထိုအပြစ်တို့ပျောက်ပါစေခြင်းကျုံငါဆိုလူကြီးသူမတွေမိဘတွေကိုခရော့တယ်လောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှုမျိုး အဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်။ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်။အဲ့ဒီအပြစ်ကိုလူကမသိဘူး။ကိုကတော့ပြောလိုက်တာပဲ။ပြောလိုက်ပြီးမတောင်းမှန်ပဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်။မအောင်နိုင်မှုတွေ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်။မိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တဲ့ဆိုလို့ရှိရင် သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ဏလောင်းမတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်။တည်တဲ့အခါလည်းဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတမျိုးသူဖြစ်တာကတမျိုးမှာ အပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာ နောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့နောင်မဒီတန်တရာခྱི་တော့အမှားမလုံးမိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခྱི་တော့နေတဲ့အချိန်မှာအထင်မှအမြင်မှဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့ တခါတော့အမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေတီပထုပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုတ်သွားတာတော့ဆိုပြီးတော့ဆဲဆိုတယ် အဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်လျာဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေစဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတတ်တယ်ကြောက်ဘူးကြလိမ့်မယ် ဒီဩစဩစတြေးလျအဘိုရီဂျီနီစလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျအော်စီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်အကောက် လက်နဲ့ကခတ်ကောက်ကောက်ချင်းအဲ့ဒါပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာပဲလူတယောက်ကို ဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေ ပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရပါနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်တာအဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကို မှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံမြင့်ချူမပြောမိအောင်မဆုံမိအောင်စိတ်ထဲမှာမဖြစ်မိအောင်နော်တခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ် ပြောဝါစာထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတစ်ပါးနဲ့တွေ့တယ်။ယဟန္တာတစ်ပါးနဲ့တွေ့တော့သူတို့ကလှူတယ်။လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်။သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူဟာ ။အဲဒီကိုရောကပြုံးနေတယ်ဆတ်သဘင်ကနဲ့တူတယ်လို့ပြောနော်။သူတို့ဆတ်သဘင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေ။မြဲတယ်ပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော်။ဆတ်ပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေ။ကပြီစင်။အဲဒီကိုရောကပြုံးနေဆတ်သဘင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့ အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသာဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွက်ကနေရတာခုခေတ်ကတော့ဟိုအနုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော် ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရတယ်ပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကလိုက်ပွဲကရတဲ့အစဉ်ရအဲဒီဇလန်းကြောင့်ပြောတဲ့ခါမှာသူတို့ယဟန္တာကို ပြစ်မှားပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘောတရားကသူက အမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဟာတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီသဗ္ဗဗုဒ္ဓအထင်တယ်သူကပိစိကဗုဒ္ဓကဝတ်ထားတဲ့အဝေါကလည်းပဲ ဟိုကောင်းတဲ့အဝတ်မှမဟုတ်ဖယ်နဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညညပပနေတဲ့အခါမှာသူကဘယ်ကအနူကဘယ်ကအနူကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအနူတွေဖြစ်နေနော်တော့ပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ ကိုလုံးတဲ့လုံးတွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင် တောင်းမတဲ့နေဟာကိုတောင်းမလို့ခုနအပြစ်တွေဟာကြည်အေးပပျောက်သွားနိုင်တယ်ပေါ့ ဒါကြောင့်မို့ဒီရင်ကျေးမှုအရာဘုရားဝတ္တဝင်တို့အတွက်ဒီသရေညွတ်လာပြီနေဆိုတာနေသူနေမြတ်ဖြစ်တယ်နေသူနေမြတ်အခါသမယမှာလှူကြရတယ်တညာရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့မအမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလို့နေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်